အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်ဒါထုတ်ဝေနိုင်မယ်ဒီနေ့လဲဒါကျွန်တော်နေချင်းပြန်ခရီးသွားတဲ့အတွက်ကြောင့်ကျွန်တော်လေးစိတ်မှရအောင်နော်ဗောနော်ဒီနေ့ညကတော့ဒါမှလည်းပြောဒီညကတော့မဒီဗီဒီယိုဒါကျွန်တော်အော်ငါတော်အပင်မဲနေငါဒါပေမဲ့ကျွန်တော်ဒီနေ့ဦးတော့ငါဖို့တော့ရိုက်ချင်သေးတယ်ဗျဒါကျွန်တော် G channel ဘာညာမနာခင်ဗောနော်ဒီ channel လေးကျွန်တော်ဒါမနာခင်လေးဒါကျွန်တော်တာဝန်တော့ခြေပြောင်းအောင်ထန်းဆောင်စီခြင်းတဲ့သဘောမှရှိတယ်ပေါ့နော်အဲ့တော့ အခုချိန်ဒီတော့ကျွန်တော်လူတိုင်းရဲ့တွေ့တယ်ဆိုတော့ဒီ channel ကိုနားမယ့်ပြဖြစ်ဖြစ်တယ်ပေါ့နော်တော့ဟိုတလောကလည်းဒါကို channel တွေ့တယ်ဟိုနေ့ကလည်းဒါကျွန်တော်ကိုစင်ထက်နဲ့တွေ့တယ်ဒါဟိုနေ့ကကိုကိုမင်းထွန်းနဲ့လည်းပြောဖြစ်တယ်ပေါ့နော်ဒါကျွန်တော်အနေနဲ့ကျွန်တော်ဒီ channel ကိုတော့ကျွန်တော်ချိန်ညတော့နားမယ်ပြနော်ချိန်ဆိုတော့ဒါကျွန်တော်လက်ရှိမှာဒါလာမယ့်ဟာဘယ်နှဘယ်ခုနှစ်ပိုင်းရောက်ဘူးဒါကျွန်တော်ထင်တယ်ပေါ့နော်လာမယ့်နှစ်ကုန်လောက်ကြာရင်တော့မနားဖြစ်လောက်မလားမသိဘူးပေါ့နော်အဓိကကတော့ ဘာကြောင့်လဲဆိုတော့လက်ရှိမှာကျွန်တော်ဒါတရိတ်တနေဒါအခုနောက်ပိုင်းခင်ဗျားတို့တွေ့ရတယ်မယ်ကျွန်တော်မိုင်းတထောင်လောက်မိုင်းရှိရကိုရတော့ဝီးတဲ့ခီးကိုတိုင်ကိုကဒါကျွန်တော်တို့အနေနဲ့ဟိုနေချင်းပြန်ကြီးတော့သွားနေရတယ်ဗျာအလုပ်တွေရသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီဗီဒီယိုရရတာဗျာဟိုမလဲရှိမှာဒါဆိုလီငွေမှာရရတယ်အဲ့ဒါဒီကညာနဲ့နေပြီဖို့လို့တိတ်တိတ်မထားတော့အကန့်ကောင်းတာပေါ့လူတွေများရင်ကျွန်တော်လုံးဝဗီဒီယိုမှာပြီးတော့လုပ်တစ်ခုလုပ်တယ်ဆိုရင်ဗျာကျွန်တော်အပျော်ပဲလုပ်လို့ဟော်ဘီပဲလုပ်လို့ပရော်ဖက်ရှင်နယ်ပဲလုပ်လို့ကျွန်တော်တက်ကြတာခင်ဗျားတို့အနေနဲ့ပတ်သက်ပြီးကျွန်တော်တော့အမြတ်တာဝန်ကြီးနေတယ်ဗောနော်ဒါအကြောင်းမဟုတ်နာပေါ့လက်ရှိမှာ ကျွန်တော်ဒီဗီဒီယိုနည်းနည်းလေး run တယ်ဘောတော့အခုလက်ရှိမှာ sorry ပါထဝန်းနိုင်ကျွန်တော်တို့ဘောက support လာမှာ apple အခု iphone fashion မှာမိုက်တာ post ပါလာပြီအမစိုးအဲ့တော့အခုဟာကတော့ကျွန်တော်အနေနဲ့ကျွန်တော်တော့မလိုက်ပြောရမယ်ဆိုရင်တော့အခုဒါ football ရဲ့ live လို့နာမည်ရဲ့အတိုင်းပဲဒါ live ကျွန်တော်နည်းနည်းလေးပြောတာပေါ့ဗျာနော်ခုနကဘာပြီးရင်တော့ကျွန်တော်ကျွန်တော် ကောင်းစင်တင်ထားတဲ့အကြောင်းလေးထပ်ပြောအောင်မယ် တော်တော်ကြီးကိုဗမန်းနေဘေးလူတွေခုနကဒီဘဝကနော်ဒါကျွန်တော်ဗီဒီယိုလေးရိုက်လိုက်တာရလိုက်အချိန်တုန်းကဆိုတော့ဒါအားလေးပြောဖို့ကောင်းတယ်ခုနကဘာမှလားကျွန်တော်ကိုကိုယ့်အကိုဖင်နေရအလုပ်တွေလုပ်နေတာအဲ့အလုပ်တွေအဆင်ပြေလာတော့အလုပ်တွေကပူလို့အောင်ဘွားရဲ့ရပတ်စံရရလည်းမပြောဘူးပတ်စံပတ်စံမရတာပတ်စံရတာမပြောဘူးပတ်စံရအောင်လုပ်နေရတဲ့လုပ်တွေကိုမပြောတာဗျာဒီလားအမှန်တိုင်းပြောမှာဆိုဗီဒီယိုလေးရရပြီးတော့ပြဿနာလည်းဗီဒီယိုရရပတ်စံကိုယ်စီဘာရတာမဟုတ်ဘူးဆိုတော့ဘာမှတော့သိမတူဘူးပေါ့နော်အဲ့တော့ ဘယ်ချင်တော့နားပြမှာမသိလက်ရှိမှာပြမန်းလာပြီဗောနော်ပြမန်းလာရေလူကထိတ်လာတဲ့ချိန်ညာရေနော်အမှန်တကယ်ပြောလို့ရှိမှာကျွန်တော်ဆိုလဲဟိုကင်မရာလေးချရပြီးတော့ကိုယ့်အကိုလေးငယ်လေးထိုင်ဆောင်နေဆိုတော့ဒါပေမဲ့ ကိုပြဿနာပါခုနကကိုက professional မလုပ်ဘူးပေါ့နော်ဒါကျွန်တော်ဟော်ဘီလုပ်တယ်ဆိုမှကိုအနေနဲ့ဒါတရက်ကို၅ဘုတ်ဗီဒီယိုတင်ကျင်တဲ့တကြောင်၅ဘုတ်ဗီဒီယိုမပြည့်ပြည့်အောင်ဒါကျွန်တော်အနေနဲ့ဒါသတင်းတွေရှာတယ်ဒါအခုလက်ရှိမှာဗီဒီယိုတင်ဖို့တက်ခုနေတယ်အခုလက်ရှိမှာဒါကျွန်တော်ဆိုဒါစပိန်နေတဲ့ coffee ဆိုင်ရဲ့ဒါကျွန်တော်တို့ဂျောင်းထဲမှာဒါပါခုမခုံနေထောင်တာဆိုတာထိုင်အောင်မှာခုတ်ကွချင်းကိုထောင်ပြီးတော့စကားလာပြောတာပဲကြည့်ရင်သိတာရယ်ပေါ့နော်ထားပါလက်ရှိမှာဒါနဲ့ပတ်သက်နေတဲ့ list ဆက်ပြောမှာပေါ့နော်အဲလက်ရှိမှာဒါကျွန်တော် caption ရေးထားတဲ့အတိုင်းပဲဒီအသင်းနဲ့ပတ်သက်ပြီးတော့လာမယ့် ရာသီတွေမှာ blue တွေ progress တော့မျိုးဆိုတော့လေးကိုကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားတယ်။သူ့အတင်းနဲ့ပတ်သက်ပြီးဆိုရင်ဒါကျွန်တော်အမျိုးသမီးအတင်းကစားတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားမှာရောက်ပြောင်းလဲမှုတွေဖြစ်လာခဲ့တယ်ပေါ့နော်။အဲ့ဒီအတင်းကတခြားသောသင်မဟုတ်ကျွန်တော်ရတာအတင်းရဝင်လာတယ်တနေ့မှတပုတ်တင်ပေးမယ်လို့ဂရီပေးထားတဲ့အချိန်မှာ Totan Hospital အတင်းရပုံစံမျိုးပေါ့နော်။ Totan Hospital အတင်းနဲ့ခုလက်ရှိမှာအမျိုးသားအတင်းတော့မသိဘူးအမျိုးသမီးအတင်းကတိတိတသာပြောင်းလဲသွားခဲ့တယ်။ရောလက်ရှိဒါကျွန်တော်တို့ Rob ရဲ့ကျွန်တော်ကွယ်ကျွန်တော်ကွယ်တပုတ်ရတဲ့ဟာသပြပြမယ်နော်။သူငဒေးဗီဒီယိုများအရန်ကြီးရတာလက်ရှိမှာပေါ့နော်။ ဟိုတပုံရရင်အမျိုးသမီးအသင်းကအစနီးပြအစထွားရတာအမျိုးသားသင်းကြီးပဲမဟုတ်အမျိုးသမီးသင်းရနီးပြအစထွားရတာအခုလက်ရှိမှာကျွန်တော်အဲ့တုန်းကသွားတုန်းကရိုက်ထားတဲ့လူ၄ယောက် ဘက်တနီအင်္ဂလန်တော့ရှိသေးတယ်ထင်တယ်တူတဲ9ယောက်မှာ4ယောက်ကထွက်သွားပြီရော့ထွက်သွားပြီလက်ရှိမှာတော့ကျွန်တော်အန်ချ်ပေါ်စတာဂေါဂူထွက်သွားပြီဒနီယယ်လီဗီထွက်သွားပြီဆောဟောင်းမင်ထွက်သွားပြီဘက်တနီအင်္ဂလန်လည်းထွက်မယ်လို့တနီဂျာနာပဲဘုံတော့အဲ့တော့ဘယ်လိုဖြစ်မလဲတချို့ဆိုအဲ့တော့တော်တော်ဟော့စပါသိနေပါတယ်လက်ရှိမှာဒါကျွန်တော်အမျိုးသမီးသင်းဆိုလဲမာတင်ဟိုးကိုင်နေတယ်တော်တော်လေးကိုကောင်းပြီလက်ရှိမှာစပါသိနေတာကျွန်တော်မနစ်ကတမ်းမစင်းရာကြီးယုံကန်နေရတဲ့သင်းကနေပြီးတော့အခုလက်ရှိမှာဒါကျွန်တော်တို့ဝူမန်လီမှာဒါကျွန်တော်အဆင့်9နေရာမှာရက်တည်နေရောက်ကြလေးအသင်းနဲ့တူတူပဲဘုံတော့ဒါပေမဲ့ရောက်ကြလေးအသင်းကတော့ခါတော့သိမသိပဲမိမလေးအသင်းတော့ကတော်တော်လေးကိုဒါတည်တာနေမှာပါတယ် မနစ်ကတနှစ်လုံးပဲတနှစ်လုံးယာတီရတာကျွန်တော်နိုင်ပွဲတွေကိုစပါတင်ကဒီနှစ်မှာတော့အခုမှရှိမှာတော့ကန်နာမှာခုနကပွဲရှိပွဲလာမနေအဲ့ဒီမှာ၅ပွဲနဲ့ယာသွားပြီပေါ့နော်လက်ရှိမှာတော့အမျိုးသမီးတွေမှာဆိုတော့ဒါကျွန်တော် Manchester United တို့ဆို City တို့ဒါကျွန်တော် Chelsea တို့ Arsenal တို့ကိုမှီဖို့တော့တော်တော်လေးကိုခဲရင်းတယ်ပေါ့နော်လက်ရှိမှာနည်းနည်းလေးဆက်ပြီးပြောမယ်ပေါ့နော်နည်းနည်းလေးဆက်ပြီးပြောမယ်လက်ရှိမှာဒါအဲ့ပြောချင်တာအမျိုးသမီးတင်က progress တွေ့လာပြီအဲ့တော့ဒါလက်ရှိမှာဒါပိုင်ချိန်နေပြောင်းလဲမှုပုံစံအသစ်သစ်တွေကိုဒါကျွန်တော်တို့တချို့နေရာမှာစတင်လာပြီအဲ့တော့ယောက်ျားလေးအသစ်မှာယောက်ျားလေးအသစ်မှာတော့ ါကျွန်တော် personal ရောတူတယောက်တည်းအမြင်ရပြောမှာဆိုကျွန်တော်အပြောင်းလဲတွေကိုဒါဆုံးရတည်းပြောင်းရွှေ့မှာတော့မှာ အများကြီးတွေ့ရဘူးတော့ကျွန်တော်အနေနဲ့ဒါတော်တော်လေးဝေဝါးမယ်လို့မြင်တယ်။အခုချိန်မှာဒါ Thomas Frank ကိုကျွန်တော်တို့ကတော့အားမရတာပေါ့နော် Thomas Frank နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ပိုင်ရှင်တယောက်အနေနဲ့လက်ရှိမှာ statistics တွေကကောင်းတယ်။ asset တက Arsenal အမှတ်ကွာတယ်ဆိုမှကျွန်တော်က asset နဲ့ Manchester City နဲ့တူတယ်လေးမှတ်ပဲကွာတာ။ဒါပေမဲ့ခုနကပေါ့ကျွန်တော်ထင်တာပေါ့နော်လာမယ့်ဒါကျွန်တော်ရက်သက်တစ်ပတ်က Spa အသင်းတို့ကတော်တော်လေးကိုဒါကျွန်တော်တို့ဟိုအဖြေတစ်ခုအနေနဲ့တော်တော်လေးကိုတိတာသွားမယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမှမြင်တယ်။အဲ့ဒီအဖြေကဒါတော်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 လေးကိုဒါကျွန်တော်တို့တိတတာမလို့ညောင်းနေဗျ။ ရောင်းနေပြီးတော့အဲ့တော့လက်ရှိမှာတော်တော်လေးကိုတည်သာနေတာဘာတွေများဖြစ်လာမှာလဲကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတာ။ဘာလို့ဆိုတော့ Thomas Frank အခုလက်ရှိမှာပြောင်းလဲတဲ့နဲ့နီးပြတွေတဲကတယောက်မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။လုံးဝဒါပြောင်းလဲတဲ့နဲ့လူတွေတဲကမဟုတ်သေးဘူး။လက်ရှိမှာနီးပြနေကျွန်တော်ခုနကပြောလို့ပဲကျွန်တော်တို့ကဟိုလက်ရှိခြေစွမ်းရဘာညာတိတ်ပြီးသဘောမကျတာပဲရှိတာ။တကယ်တမ်းဒါကျွန်တော်မှတ်တမ်းနေရကြည့်မယ်ဆိုတာမနစ်ကထားကျွန်တော်တို့အများကြီးကောင်းတယ်။ချန်ပီယံလိမှာလည်းလုံးဝရှုံးမွေးမရှိသေးဘူး။ဒါပရီးမီးယားလိမှာလည်းဒါကျွန်တော်တို့လက်ရှိမှာရှုံးမွေးတွေရှိနေကြရှိနေတယ်ဆိုပေမဲ့တကယ်တမ်းနင်လန်းလာလားဟိမှာဆိုရင်တော့အရင်ခြေ ောင်ပြခုနကအစနစ်ကကျွန်တော် CD တင်နေတာကျွန်တော်လေးမှတ်ပဲ꽈ရင်းထားမှရှိအဲ့တော့ကျွန်တော်လာမယ့်ရက်သက်တစ်ပတ်မှာတော့အဖြေတစ်ခုအနေနဲ့ကျွန်တော်ဒေါက်တာဟော့စပါအသင်းနေတစ်ခုကွက်ကွက်ပြပြတိသွားနိုင်လို့မြင်တယ်လာမယ့်ပတ်မှာဒေါက်တာဟော့စပါအသင်းနေနေကျွန်တော်ဒါကျွန်တော်ပွဲချက်တွေကိုတော့ရှောင်ရင်ဆန်ရဖို့ရှိတယ်ကျွန်တော်အနေနဲ့ PSG ရဲ့အင်္ဂွမကန်မယ် Arsenal ရဲ့အင်္ဂွမကန်မယ်အဲ့ဒီဘွဲ့စင်နေပြီးတော့စပါးတော့ဘွဲ့ကြရတော်လေးကိုခြောင်သွားပြီလို့ပြောလို့ရတယ်ပြီးရင်ဒါကျွန်တော်တို့အသင်းကြီးဆိုလိဘဘူးတသင်းပဲကျွန်တော်အဲ့တော့ကျွန်တော်တို့ Arsenal ရဲ့ကန်ဘီတာနေကိုစပါးအသင်းကတော့အသင်းကြီး၅အသင်းမှာကျွန်တော်၄သင်းနဲ့ပြီးသွားမယ်ဒါပေမဲ့ခက်ခဲတာခက်ခဲပါတယ်ဆိုတော့ဘုံမောင်နဲ့လည်းပြီးပြီးလက်ရှိမှာ Aston Villa နဲ့လည်းပြီးပြီး Newcastle နဲ့လည်းပြီးပြီးကျွန်တော်အနေနဲ့တကယ်နဲ့ပြန်ကြည့်မယ်ဆိုရင်တော့အလေလက်နဲ့အောက်သင်းတော်တော်များပဲကျန်တော့နေထားမှရှိတယ်ဒါပေမဲ့အဲ့ဒါလည်းလုံးဝအထင်တော့သတ်သိလို့မရဘူးအင်္ဂွမာတာခွေးချုံချုံနော်ပြောချင်တာပဲလက်ရှိမှာတော့ကျွန်တော် United တို့ဘောင်းနဲ့ကျွန်တော်ကအသင်းကြီး၅အသင်းမှာ ာကျွန်တော်ဒါ total ဒါကျွန်တော်သုံးသင်းပြီးသွားပြီနှစ်သင်းကြံမယ်လက်ရှိနောက်ဆုံး update သတင်းတွေရဆိုရင်တော့ကျွန်တော်တို့ဘူးအာဆနယ်တွေ့ပြီးတော့တသင်းပဲ Liverpool ပဲကြံမယ်အဲ့တော့ Liverpool နဲ့ကတော့ကျွန်တော်အနေနဲ့ဒါထားပါတော့အဝေးလို့သေးတယ်ဆိုကျွန်တော်လည်းမပြောတော့ဘူးဒီဇင်ဘာ27မှာလာမှာလို့သေးတယ်ဆိုတော့အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာစပါအသင်းနေနေကျွန်တော်ဒီရပိုင်းအတွက်မှာဘာဒီဘလူးထူးခြားလာမလဲဆိုတဲ့ဥစားကိုတော်တော်လေးကိုဟိုဘာဒီအဲ့ဒါနော်ပေါ်ဆိုလာအောင်မယ် အဲ့တော့ခုနပြောနေတဲ့ဥစ္စာကလည်းရှိမတော်တော်ဟော့စပါတစ်တို့ကလာမဲ့ရသက်တပါကစာပူပဲဆင်မယ်ဒါပေမဲ့ပြောတာကစပါတင်ရဲ့ပွဲတွေကဒါပွဲချက်ကြီးပဲမဟုတ်တဲ့အတွက်ကြောင့်မို့ဒါအရန်ကြီးလဲမဟုတ်ဒါပေမဲ့ကျွန်တော်မြင်ကြည့်တာပေါ့ Thomas Red အနေနဲ့ तू ဟာဒီနှစ်မှာတခုခုတော့ proven ဖြစ်ရမယ်လက်ရှိမှာကျွန်တော်ဖလား၄လုံးတည်းကတလုံးထွက်လာရပြီ Newcastle United ကိုကျွန်တော်အော်ကျွန်တော် Newcastle ကိုကျွန်တော်တွေ့ရ FA ပို့ကာရာဘောမှာတည်းကျွန်တော် Newcastle နဲ့ကြံသေးတယ်ဟုတ်တယ် Newcastle ထားပါ Newcastle နဲ့ဒါကျွန်တော်ကာရာဘောမှာကျွန်တော်တလုံးတော့ထွက်လာရအဲ့တော့ပြင်တဲ့ကာရာကိုလက်ရှိ Champions League ကို Premier League ကိုအောင်ဆိုင်စေချင်တယ်ဆိုတော့ဒီလူစင်းနဲ့ကမရအောင်အဲ့တော့ကာရာဘောမှာထွက်လာကျွန်တော်ကျွန်တော်ကိုယ်တိုင်နဲ့နား လေးပေးလို့အဲ့တော့ ဒီပြိုင်နေတာအမျိုးသမီးအသင်းမှာဒါတေးသေးတာပြောင်းလဲမှုကြီးကြီးတွေလုပ်နေတယ်ပြီးတော့ယောက်ျားလေးအသင်းမှာဘာတွေပြုလုပ်ဖို့ရှိလဲဆောင်းဒီပြောင်းရှိမှာလက်ရှိမှာတော်တန်ဟော့စပါသင်းကငွေသုံးမယ်တကယ်လဲငွေသုံးဖို့အတွက်ရည်ရွယ်ထားပြီးသားကျွန်တော်အရင်တော့ကဒါကျွန်တော်ပေါ်ချောင်ကောင်းနေမဟုတ်ဘဲတကယ်ဟိုဒါစီမီညိုရူလူတကယ်ကျွန်တော်ဒါကွင်းလက်ကလပ်ဘရူဂေးကွင်းလက်စတန်ကိုဗစ်လူကစားသမားမျိုးတွေစပါသင်းခေါ်ဖို့တပြင်ဆင်နေတယ်ပြီးလက်ဘက်နေရာတို့လဲစပါသင်းနဲ့ကျွန်တော်မားကတ်ထဲမှာဒါလက်ရှိဒါဘရိုက်တန်ကထွက်ဖို့အတွက်ကြိုးစားနေတဲ့ S2B နေရာလူကစားသမားမျိုးကိုခေါ်ယူဖို့အတွက်ကြိုးစားနေပြောချင်တာဗျာအရင်တော့ကဒါဟို ဘလူးမသိသူမသိကစားသမားတွေကိုခေါ်ယူနေတာတဲ့ဆိုင်တော့တောင်ဟော့စပါအသင်းကတကယ်တမ်းဒါကျွန်တော်တို့ competitive ဖြစ်ပြီးတကယ်တမ်းအသင်းပေါ်အစဉ်ပြေနိုင်မဲ့ကစားသမားမျိုးကိုသူ့အနေနဲ့ဒါကျွန်တော် capable ဖြစ်မဲ့ကစားသမားမျိုးဝါရှိမဲ့ကစားသမားမျိုးကိုစပါအသင်းခေါ်တယ်ပြီးဒီနှစ်ဆောင်ရသေးမှာစပါအသင်းနေခုလက်ရှိကြားရတဲ့တင်းနေက Richarlison ကိုရောင်းမရမှာ Richarlison ကိုမရောင်းဘူးဆိုရင်ကျွန်တော်အနေနဲ့မလို Richarlison ကိုရောင်းပြီးတော့ competitive ဖြစ်နိုင်တဲ့တိုက်စစ်မှုတရားကိုစပါအသင်းအနေနဲ့ဝယ်မကိုရမယ်နေဒါမှရှိပါမဝယ်ဘူးဆိုရင်တော်တော်လေးကိုမလွယ်မဲ့နေတာတခု ရောက်သွားလိမ့်မယ်။ဘာလို့စပါတင်နဲ့ဆူလန်ကီမြန်မြန်ပြန်ကောင်းရင်ကောင်းမကောင်းဘူးဆိုစပါတင်နဲ့ဒီတိုက်စင်တွေကဘလူးနီးနဲ့မှာ ဘလူးမှာမဖြစ်နိုင်တဲ့အနေအထားတစ်ခုတော်တန်ဟော့စပါတင်ရောက်သွားလိမ့်မယ်အဲ့တော့ပြောချင်တာကဖေကရှင်းတယ်တော်တန်ဟော့စပါတင်နဲ့လာမယ့်ဒါကျွန်တော်ဆောင်းရသည်မှာတက်နိုင်သလားဘလောက်တိပြန်သွားမလဲပိုင်ရှင်အပြောင်းလဲကဘလောက်တိကြီးမားမှုရှင်မှုပိုင်ရှင်ရဲ့လက်ရှိဒါကျွန်တော်တို့စီးပင်းစီကံပြောင်းလဲမှုတွေကအသင်းပေါ်ရိုက်ခတ်မှုဘလောက်ကြီးမားမလဲအမျိုးသမီးအသင်းမှာကျွန်တော်တို့နဲ့စတင်ပြီးကျွန်တော်တို့ကြီးမားတွေ့လာခဲ့ရပြီအမျိုးသားအသင်းကတော့အခုချိန်မှာကျွန်တော်တို့ဒါအသေးချာမတွေ့ရမတွေ့ရသေးဆိုတော့ကျွန်တော်လက်ရှိမှာဘုတ်ဖွဲ့တို့ဘာတို့ကလည်းဝင်ရောက်ဆရာမလူသေးတဲ့အခြေအနေတခုဖြစ်သေးတဲ့အတွက်ကြောင့်မလို့ဒါတိတ်ပြီးမထူးဆန်းသေးဘူးလို့မြင်နေကျွန်တော်အသင်းနဲ့ကျွန်တော်ပတ်သက်ရင် ကျွန်တော်အမှန်တိုင်းပြောရင်တော်တော်လေးကိုတော့ယင်ခုံမိတာတော့အမှန်ပဲဒါပေမဲ့ Downtown Hotspot တင်းနဲ့ဒီကနေဘယ်လိုရှေ့ဆက်မလဲဘာတွေဖြစ်မလဲကျွန်တော်တအားစိတ်ဝင်စားတယ်အမျိုးသမီးသင်းပြောင်းလဲမှုကိုအမျိုးသားသင်းကိုဒီလိုမျိုးပုံသားကလိုက်ပြောင်းလဲနိုင်မလားဒါအဆောင်ကြီးစရာကောင်းတယ်လို့ပြောနေတယ်ပြောတော့ကုန်ပြပါအောင်အားလုံးကျူးတူပါတယ်မြန်မာလေးကလစ်ပြကြအောင်မြန်မာကလစ်မမြန်နိုင်ဖြစ်ပါအားလုံးပဲဒီညရဲ့ဒါ Good Night Video ပါကျွန်တော်တော့ကုန်ပြပါအောင်တေးပါဗျ